ဤသူတွေကလည်းမုံတီအယူမီဝိုင်းဖြစ်နေဝင်းကြီးချုပ်ကြီးလားမအားသေးဘူးရင်ပြင်းဒီခြေတက်ဘောသွားရက်နေတယ်အားလုံးပဲမင်္ဂလာပါရှင်အပတ်စဉ်ထောက်လွှင့်နေကြဖြစ်တယ်ဆရာဘိုးတော်ဆိုရင်တယောကပြတယောစာတယောတချင်းများထဲမှာဒီတစ်ပတ်တင်ဆက်ပေးမှာကတော့ဆရာရဲ့တယောကပြလေးကို ကျွန်မတင်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဆရာဖတ်ပေးမယ် တယောကပြာကတော့အလုတ်ကြီးအကန့်ကြီးလို့အမြင်ရပါတယ်ရှင်။ကျမနဲ့အတူဆရာရဲ့ဖတ်ရှုပေးမှုကို နားဆင်ခံစားကြည့်ကြရအောင်လားရှင်။မင်္ဂလာပါ။ဒီမှာကျွန်တော်ဘိုးလော်စော်ရဲ့ရုပ်ပြခြင်းနဲ့တယောကပြာလေးနာမည်ကတော့အလုတ်ကြီးအကန့်ကြီးလို့အမြင်ရပါတယ်။အလုတ်ကြီးအကန့်ကြီးဒေါ်လာတွေဈေးတက်ရွှေတွေဈေးတက်ကြက်ငွေတန်ဖိုးကကြက် ပုံစေးနှုံးတွေကဇေကြီးလျှက်စစ်မီးတွေကပြက်ဆက်ယုံတွေရန်နာအလုတ်လက်မဲ့တွေများလားအလူအရက်တွေများလားလာစားကမလောင်ငါစားစရာကမရှိဤသူတွေတတိတိနဲ့ငတ်နေကြပြီဝင်းကြီးချုပ်ကြီးလားမအားသေးဘူးတရားဖွင့်ပွဲဟဲဂျိုးသွားဖြတ်နေတယ်နိုင်ငံတကာအမြင်ဘောင်းမဝင်တဲ့အစိုးရ ိုင်းပြည်ကိုမထိန်နိုင်မသိနိုင်တဲ့အစိုးရအထင်မြင်ကသေးခံရသေးစီးပွားရေးနဲ့အပိတ်ဆို့ခန်းနိုင်ငံခြားအရန်ငွေကခန်းငွေကြေးအကူအညီရပေါက်ရလန်းကမရှိပို့ကုန်မရှိဝင်ငွေမရှိအကျွေးတွေပြိအတိုးတွေတက်ဘုန်းကြီးချုပ်ကြီးလာမအားသေးဘူးကျွန်းပင်တွေရေသွားလောင်းနေတယ်စခန်းတွေကြလမ်းတွေကြမြို့တွေကြအသိခံထားရတဲ့နေရာတွေက တစတစပူများလာမြောက်ပိုင်းဟာကုံတလော့ရခိုင်ဟာကုံတလော့ကရင်နီဟာကုံတလော့ချင်းဟာကုံတလော့ရှမ်းမှာကမောက်ကမကရင်မှာကမောက်ကမအောင်စရကဒေါနာမကြောနိုင် တနိုင်ငံလုံးလဲမပိုင်ဝဲမွေးဝင်ကြီးကြုံကြည့်တာမအားသေးဘူးဘုန်းကြီးတွေကအလူဒါနရေစဲသွားချနေတယ်စင်အားတွေပြုံးဝယုံတုံးကားဒေကြတက်ကပြက်ထွက်ပြေးသူကပြေး အလံမျိုးထောင်းသူထောင်းလက်နဲ့ချသူချစစ်ကလည်းပန်းစိတ်သက်တွေကလည်းပြိုလဲစစ်ကူတွေကလည်းမရရိတ်ခါတွေကလည်းအလင်းမမီဤသူတွေကလည်းမုံတီအယူမီဝိုင်းဖြစ်နေဝင်းကြီးချုပ်ကြီးလားမအားသေးဘူးရင်ပြင်းဒီခြိတက်ဘောသွားရက်နေတယ်ကျေးဇူးတင်ပါတယ်ဘိုးတော်စောပါကျမတို့နိုင်ငံမှာအာနာရှင်ဖက်စစ် စစ်ကောင်းဆောင်ဟာခုံရတခြားခြားရတခြားအမြဲတမ်းအပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့လုပ်နေတဲ့လူဟာဒီစစ်ချုံးကောင်ပေါ့ဒီစစ်ချုံးကောင်တွေဟာဘလောက်တောင်အယူမီဝိုင်းဖြစ်နေလဲဆိုတာကိုဆရာရဲ့ကြပြားလေးထဲမှာဒါကျွန်တော်တို့မြင်တွေ့ရပါတယ်ရှင်ဟိုအမြဲတမ်းမယောင်ရာစီတူးနေတဲ့လူဟိုတိုင်းပြည်ကစီးပွားရေးတွေကျနေပြီဘာတစ်ခုမှကြားစရာမရှိတော့ဘူးပြည်သူလူထုတွေကတော့ ခင်နာစနစ်နာတယ်မှာနာပြီးရင်နာနေပြီမဲ့သူတို့ကတော့မနာနိုင်မနာအာကျွန်းပင်နေရေလောင်းရတာနဲ့ဆယ်လီဖုံးကြီးတွေဒီစစ်ဘောမဖုံးကြီးတွေကိုအလှပေးအတန်းပေးလောက်ရတာနဲ့သူသူ့တိုင်းပြည်မပြတ်စီနေတယ်လို့ပဲသူနဲ့မဆိုင်တယ်လို့ပဲသူလှုပ်ထားတာမဟုတ်တယ်လို့ပဲပေါ့နော်ဒါဆရာဖတ်ပြတော်တဲ့ကြပြားထဲမှာသူနဲ့လာလာမှမဆိုင်တယ်လို့သူအပြစ်မရှိတယ်လို့လုံနေတဲ့ အာနာရှင်ဖက်စစ်စစ်တပ်စစ်ကောင်းဆောင်တွေကိုဆရာကဒီလိုလေးရေးဖွဲ့ထားတာဖြစ်တဲ့အတွက်ကျမတို့ပြည်သူတွေကတော့ခံစားပြီးရင်ခံစားနာကျင်ပြီးရင်နာကျင်သူတို့ကတော့อืมရေပေါ်စီအပေါ်ရန်တဘောမှာအလှအပတွေနဲ့တာယာမှုတွေလုတ်ပြနေတယ်ဆိုတဲ့အကြောင်းကိုလည်းဒါကျမတို့ဟာတွေ့မြင်ခံစားရပါတယ်ဆရာပြီးတော့ဆရာရဲ့ကြံပြာပေါ့နော်ဒီနောက်ဆုံးနေနာမှာပေါ့ဆရာရေးထားတာလေးကကျတော့ဒီဖုံးကြီးတွေကိုကားတွေလှူမယ်အပင်တွေရေလောင်းမယ် အဲပြီးလို့ရှိရင်တရားဖွင့်ပွဲတွေသွားမယ်ဖဲကြိုးတွေဖြတ်မယ်ဟိုတိုင်းပြည်ကအယမ်းသားရအေးချမ်းနေတဲ့ပုံစံမျိုးတွေသူတို့လွတ်ပြနေပြီမဲ့ပြည်နယ်အနှံ့တိုင်းနဲ့ပြည်နယ်အနှံ့မှာသူတို့စစ်ချုံးနေတယ်ဆိုတာကိုသူတို့ကဟို ဖုံးထားဖိထားနိုင်လောက်တဲ့အနေထားမျိုးလို့ထင်ပြီးတော့သူတို့လုံနေတာလို့လည်းဒါကျွန်မတို့ကခံစားရပါတယ်ဆရာကြီးอืม နောက်ဆုံးမှာတော့ဆရာရဲ့ကြံပြားလေးထဲမှာပေါ့နော်သူကရုရှားကိုသွားတဲ့အကြောင်းလေးနဲ့ဆရာကရေးဖွဲ့ထားတာပေါ့နော်အဲ့ဒါလေးကိုကျွန်မကတဘောကျတဘောအကျဆုံးစာကြောင်းအနှစ်သက်ဆုံးစာကြောင်းလေးပါပဲဆရာကြီး ဟုတ်ကဲ့ဒီလိုကြပြကောင်းတွေကို ကိုယ်တိုင်ရွတ်ဖတ်ပေးတာရဲ့ဟိုတယောတခြင်းတွေကိုလည်းကိုယ်ပိုင်တန်ဆင်ကိုယ်ပိုင်စာသားတွေကိုလည်းဆရာကိုယ်တိုင်တိခတ်တိဆိုပေးနေတဲ့အတွက်ကျမတို့အစီအစဉ်ကနေပြီးတော့ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာကြီးနောက်တစ်ပတ်နောက်တစ်ပတ်အစီအစဉ်တွေမှာလည်းဆရာနဲ့အတူထပ်မံဆုံးတွေ့ပြစေအောင်ချင်နားဆင်ကြည့်ရှုနေကြတော့တော်လန်ပြည်သူများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်တစ်ပတ်အစီအစဉ်တွေမှာကျမနဲ့အတူထပ်မံဆုံးတွေ့ပြစေအောင်ရှင်